တချိန်ကမြန်မာနိုင်ငံမှာအလားဆုံးနဲ့အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့မင်းသမီးတလက်ဆိုပေမယ့်အခုအချိန်မှာတော့ဇယားကိုမလွန်ဆန်နိုင်တော့တဲ့အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းသိသာစေခဲ့တဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့တရုတ်ဆောင်နန္နာလိုင်းမင်္ဂလာပါပရိသတ်ကြီးရေနိုင်ငံကျော်တရုတ်ဆောင်တယောက်ဖြစ်တဲ့နန္နာလိုင်းကတော့ 1996ခုနှစ်မှာမြားနမ်းမောင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး1998ခုနှစ်မှာရွှေနတာဆန်အိမ်ရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပုစုကိုရရှိခဲ့သလို2006ခုနှစ်မှာလည်းတောင်တမန်တစ္ဆာရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်စုတွေကိုရရှိခဲ့တဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ ရုတ်ဆောင်နန္နာလိုင်ဟာမွန်လူမျိုးတရုတ်ဆောင်တယောက်ဖြစ်ပြီးစကားတန်ဝဲဝဲလေးနဲ့ချစ်စရာကောင်းတဲ့သူမရဲ့အမှုရာတွေကြောင့်လေရာဇာလေးပြိသက်တော်တော်များများရဲ့အားပေးခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်အရှင်အမောင်ခန္ဓာကိုယ်အချို့အဆောင်ရုပ်ရည်တို့ကဘာမှပြောစရာမလိုလောက်အောင် ပြေဆုံးလွန်းလာတဲ့တရုတ်ဆောင်နန္နာလိုင်ဟာအခု2025ခုနှစ်မှာတော့အသက်52နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိဖြစ်တဲ့ဇီကဘာဥခင်ရွှေရဲ့တားဖြစ်သူဦးစီတီဟာနဲ့2008ခုနှစ်မေလမှာလက်ထပ်ခဲ့တဲ့တရုတ်ဆောင်နန္နာလိုင်ဟာဇီဝဒီလိုင်ဇီယက်ဒီလိုင်နဲ့ဇီမဒီလိုင်ဆိုတဲ့သမီး၃ယောက်ကို မွေးဖွားထားတာလည်းဖြစ်ပါတယ်။ အိမ်အောင်ချပြီလို့တမီ၃ရောက်မွေးဖွားပြီးချိန်ထိနှုပညာအလုပ်ကိုလုံးဝမလုပ်တော့ပဲမိသားစုအတွက်သာအချိန်ပေးလာခဲ့တဲ့တရုတ်ဆောင်နနာလိုင်းကိုပြည်သက်တွေကလွှမ်းဆွနေခဲ့ကြတာဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့အရှေ့မှာဆွန်းလောင်းနေတဲ့ဗီဒီယိုဖိုင်လေးတွေကတရုတ်ဆောင်နနာလိုင်းရဲ့လက်ရှိပုံရိပ်ကိုမြင်တွေ့ခွင့်ရခဲ့ကြတာလည်းဖြစ်ပါတယ်အသက်52နှစ်သေးကိုရောက်လာခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်နနာလိုင်ဟာအရင်ကလိုငယ်ရွယ်နှုပြူမှုတွေတဖြည်းဖြည်းလျှော့နေလာခဲ့ပြီးဇရာရဲ့ပြောင်းလဲခြင်းကိုခံစားနေရပြီလည်းဖြစ်ပါတယ်။ ဒါပေမဲ့မနန္ဒာကိုချစ်ကြတဲ့ပရိသတ်တွေကတော့ဇရာကြောင့်အနှဲငယ်ရိုးရင်းသွားပေမဲ့လေအရင်ကလိုပဲလှမြဲအတိုင်းလှနေစေဖြစ်တဲ့တရုပ်ဆောင်နန္ဒာလိုင်းကိုဒီနေ့ဒီချိန်ရက်ထိချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်